ားလုံးပဲမင်္ဂလာပါထဲတော့ပိုင်းချီကကြိုဆိုပါရယ်ဒီနေ့ဗီဒီယိုလေးမဆခင်ပေါ့เนาะအဲချီဒီ YouTube channel လေးဖွင့်ထားတယ်အဲ့တော့ဒီ YouTube လေးကိုသွားပြီးတော့ subscribe လုပ်ပေးပြီးတော့ဒီ Facebook ကိုသွားပြီးတော့ follow လုပ်ထားတဲ့ screenshot လေးပေါ့เนาะဒီ Facebook video အောက်မှာ comment သွားပြီးတော့ဒီ match လာ ကုံနဲ့အထိပေါ့နော်သွားပြီးတော့အဲ့လိုမျိုးသွားထားလို့ရပါတယ်ထားလို့ရှင်အဲ့ဒီကမှမဲပြန်ဖောက်ပြီးပြီးတော့၃ရောက်ကိုအလကား reading ဖတ်ပြီးမှဖြစ်ပါတယ်ပေါ့နော်ပြီးတော့ဒီမဲမပေါက်တဲ့သူကိုကြတော့အဲ့ဒီကမှ၅ရောက်ကိုပေါ့နော်ရွေးပြီးတော့အဲ့လိုမျိုး10% 5%ကမြင်10%အထိ reading ကိုအဲ့လိုမျိုး discount ချပေးမှဖြစ်တယ်ပေါ့เนาะ okay အဲ့ဆိုလို့ရှင်ဒီ video လေးကိုစလိုက်ရအောင်เนาะ ဒီနေ့မှာတော့လှုပ်ပေးမှာကကို့အချောင်းကိုအခုဘယ်သူစဉ်းစားနေလဲပေါ့เนาะအဲ့တော့ဒီမှာပိုင်လေးနှစ်ပိုင်ပေးထားတယ်အဲ့နှစ်ပိုင်လေးကကိုကြိုက်တဲ့ဟာလေးကိုဆက်ပြီးတော့ကြည့်ပေးပေါ့เนาะမင်္ဂလာပါပိုင်ဝန်းလေးတွေပိုင်ဝန်းလေးတွေအချောင်းကိုအခုတလောဘယ်သူစဉ်းစားနေလဲဆိုတော့ကို့ရဲ့ဒီဆရာသမားပေါ့เนาะတစ်ချိန်လုံးကအဲ့လိုမျိုးကြောင်းဆရာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ကို့ကိုအဲ့လိုမျိုးပညာတွေတင်ကြတင်ကြပေးတဲ့သူပေါ့เนาะအဲ့အဲ့လိုမျိုးလူတစ်ယောက်က ကိုလွမ်းနေတာမျိုးကိုအကြောင်းစဉ်းစားနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးအထက်လူကြီးပိုင်းပေါ့အဲ့လိုမျိုးနဲ့ဆိုင်နေသူကိုအဲ့လိုမျိုးကိုအကြောင်းစဉ်းစားနေတာကိုတွေ့တယ်ပေါ့နော်ပိုင်ဝန်းလေးတွေပြီးတော့အရင်တုန်းကအဲ့လိုမျိုးကိုနဲ့အဆက်အသွယ်ပြတ်သွားတဲ့တငယ်ချင်းတွေမိတ်ဆွေတွေအဲ့လိုမျိုးတွေဆိုလို့ရှိရင်လည်းသူတို့ကအခုကိုဘာတွေလုပ်နေလဲဆိုတာကိုသူတို့ကြည့်နေတတ်တယ်ပေါ့နော်ပြီးရင်အဲ့လိုမျိုးဘယ်လိုပြောမလဲကိုဘွားတွေကိုပြန်ဝင်လာခြင်းတောင်မှ သူတို့အဲ့လိုမျိုးဘယ်ရမြန်ဘလို့စလာမလဲမသိဘူးပေါ့နော်အဲ့တော့တခါလေကြာရင်တော့သူတို့ကကိုယ့်အကြောင်းစဉ်းစားမိတယ်ကိုယ်လွမ်းမိတယ်အဲ့လိုမျိုးရှိတယ်ပေါ့နော် ပြီးရင်ဒီတည်းကတချို့ပိုင်ဝန်းလေးတွေအတော့ကကြတော့ကိုယ်နဲ့အဲ့လိုမျိုးပတ်သက်နေတဲ့လက်ရှိဆက်ဆံရေးကအဲ့လိုမျိုး relationship သမားပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင် သူနဲ့ကိုနေတဲ့နေရာစီဝေးနေတာကိုဖြစ်ဖို့များတယ်ကွာတိလာအဲ့လိုမျိုးနိုင်ငံတစ်ခုခြားနေတာနေ तू ကလည်းသူကိစ္စနဲ့သူတနိုင်ငံကိုကလည်းတနိုင်ငံမှာအဲ့လိုမျိုးဆိုလို့ရှင်လဲကိုချစ်သူကြီးစားကိုလွမ်းနေတယ်ပေါ့နော်အဲ့ဒါကိုဒီထဲမှာတွေ့ရတယ် reading လေးကိုဖတ်ရင်လည်းပိုင်ဝန်းလေးတွေကိုပြောချင်တယ်ပြီးတော့အရင်တော့ကကိုနဲ့ပတ်သက်ခဲ့ဘူးတဲ့သူဆိုလို့ရှင်လဲကိုစောင့်ကြည့်နေတယ်ပေါ့နော်အဲ့တော့ဒီပိုင်ဝမ်းလေးတွေအတွက်ရတဲ့ message ကတော့ဒါပါပဲပေါ့နော်အဲ့တော့ ိုင်ဝမ်လေးတွေကကိုယ့်အတွက်ပဲတီးတန့် reading လိုချင်တယ်ဆိုလို့ရှိရင်ဒီ TikTok ဒါမှမဟုတ်ရင်ဒီ Facebook မှာလာပြီးတော့မေးလို့ရပါတယ်เนาะပိုင်ဝမ်လေးတွေကံကောင်းပါစေ Pie 2လေးတွေမင်္ဂလာပါ Pie 2လေးတွေကိုကိုယ့်အကြောင်းဘယ်သူစဉ်းစားနေလဲဆိုတော့ဒီထဲမှာအဲ့လိုမျိုးအရင်တော့ပေါ့เนาะကိုယ်နဲ့အဲ့လိုမျိုးဘလိုရမလဲဆက်ဆံရေးအဆင်မပြေခဲ့ဘူးကိုဘောမကောင်းခဲ့ဘူးအဲ့လိုမျိုးလူတွေကအခုတလောကိုပြန်ပြီးတော့ အဲ့လိုမျိုးကိုအကြောင်းပြန်ပြီးတော့သူတို့တည်ခြင်းနေတယ်ဆက်စုခြင်းနေတယ်အဲ့လိုမျိုးပြီးရင်အဲ့လိုမျိုးဘယ်လိုပြောမလဲကိုဘော်ကွာသူတို့က judge လုပ်ချင်ကြရဲကွာကောင်းသည့်ကောင်းသော judgment ဖြစ်ရင်ဖြစ်မယ်မကောင်းတဲ့ judgment လည်းဖြစ်ရင်ဖြစ်မယ်ပေါ့နော်ဝေဖန်ခြင်းနေကြတဲ့လူတွေရှိတယ်ပေါ့နော်ဒီ fight two လေးတွေထဲမှာပြီးတော့ကိုအကြောင်းဘယ်သူစဉ်းစားနေလဲဆိုတော့ကိုနဲ့ဒီကြောင်းနေသူကြောင်းနေဘက် ီးတော့ဒီအဲ့လိုမျိုးအလုံးမှာဆိုလို့ရှင်လည်းအလုံးဖော်ကလူတွေပေါ့နော်ကိုကတကယ်လို့ဒီအလုံးတစ်ခုအမြင်ထွက်လိုက်တယ်ဆိုလို့ရှင်လည်းအဲ့ဒီအလုံးကလူတွေကကို့အကြောင်းကိုစဉ်းစားနေတတ်တယ်ပေါ့နော်ကိုကအဲ့လိုမျိုးအရန်စူးစားတဲ့သူကိုလိုချင်တဲ့အရာကိုကိုရအောင်ယူတတ်တဲ့သူအဲ့လိုမျိုးဆိုပြီးတော့ဖိုက်ထူးလေးတွေကိုသူတို့ကမြင်တယ်ပေါ့နော်ပြီးတော့အဲ့လိုမျိုးအဲအဲ့လိုမျိုးအလौက္ကရာလူတွေပေါ့နော်အဲ့လိုမျိုးဒါမှမဟုတ်လဲကျောင်းနေဘက်အဲ့လိုမျိုးသူတွေစဉ်းစားနေတတ်တယ် ီးတော့ဒီဖိုင်တူးလေးတွေဖိုင်တူးလေးတွေတချို့ဖိုင်တူးလေးတွေထဲမှာပေါ့เนาะအဲ့လိုမျိုးအခုလက်ရှိဝေးကွာနေတဲ့ဆက်ဆံရေးတွေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးတစ်ဖက်လူကကို့အတွက်အဲ့လိုမျိုး surprise တစ်ခုခုလုပ်ဖို့ကြံစည်နေတာစဉ်းစားနေတာအဲ့လိုမျိုးကြီးလည်းတွေ့ရတယ်ပေါ့နော်ပြီးရင်ဒီထဲမှာတချို့ပိုင်ဒူးလေးတွေကလေ အဲ့လိုမျိုးကိုယ့်ကိုအိမ်ကိုလွမ်းနေတာမျိုးဖြစ်လိုက်မယ်အိမ်ကလူကြီးတွေကကိုယ့်ကိုလွမ်းနေတာကိုယ့်ရဲ့ငယ်ဘဝကိုပြန်ပြီးတော့လွမ်းနေတာအဲ့လိုမျိုးအနေနဲ့အတွေးလေးတွေများနေတတ်တယ်ပေါ့နော်ဒီဖိုက်ထူးလေးတွေထဲမှာပေါ့နော်အဲ့တော့ခြုံပြီးတော့ပြောရမယ်ဆိုရင်တော့ကိုယ့်ကိုအဲ့လိုမျိုးဝေဖန်ခဲ့တဲ့သူတွေ ီးတော့အခုလက်တလုံးမှာလည်းဝေဖန်ခြင်းတဲ့သူတွေပေါ့เนาะအဲ့လိုမျိုးလေးတော့ရှိတယ်။ဒါပေမဲ့ကိုเจ้าဘယ်သူစဉ်းစားနေလဲဆိုတော့ကိုရဲ့ဒီအလုတ်အကိုင်းအလုတ်ဖော်အဲ့လိုမျိုးဂိုင်ဘတ်တွေပြီးတော့ဒီเจ้าနေเจ้าနေဘတ်တွေเจ้าနေဖော်เจ้าနေဘတ်တွေ sorry အဲ့လိုမျိုးတွေကလည်းစဉ်းစားနေတတ်တယ်ပေါ့เนาะပြီးတော့ကိုအင်အားလူတွေကလည်းကိုအကြောင်းတွေးနေတတ်တယ်ချစ်သူကြီးစားဆိုလို့ရှိရင်လည်းကိုနားကိုဘလို့အမြန်ဆုံးရအောင်လာမလဲပြီးတော့ဘလို့ surprise လုပ်ပေးရင်ကောင်းမလဲ အဲအဲ့လိုမျိုးလေးတွေကိုတွေးနေရပေါ့ကွာအဲ့တော့ဖိုက်ထူးလေးတွေကံကောင်းပါစေနော်ကို့အတွက်ပဲဒီတန် reading လိုချင်တယ်ဆိုရင်ဒီ TikTok ထားမှမဟုတ်ရင် Facebook Messenger မှာလာပြီးတော့မေးလို့ရပါတယ်နော်